မဆိုးရင်ဒီမဆိုးမှတတယောက်မိခင်ဖြစ်ပေမဲ့လည်းအရွယ်တော့မဟိုင်းသေးပါဘူးအဖွားကြီးပုံမပေါက်သေးပါတင်းရင်ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်အချိုးစစ်ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်ပြည့်ပြင်လိုက်ရင်ပြည့်ပြင်လိုက်တဲ့အလျောက်လပတ်သေးသူပင်ဖြစ်ပါတယ်မဆိုးရင်ရဲ့သားမောင်သိန်းလွင်ကအသက်10နှစ်ရှိပြီးတော့မဆိုးရင်ကတော့အသက်35နှစ်ရှိပါပြီမဆိုးရင်အသက်20မှာကိုသိန်းဆောင်နဲ့အိမ်တော်ကြခဲ့ပါတယ်ကိုသိန်းဆောင်ကမဆိုးရင်ကိုအလွန်ချစ်ပါတယ်ချိန်မွေးမိမလောင်လက်မွေးမိမလောင်ထားပါတယ်ကိုသိန်းဆောင်နဲ့မဆိုးရင်ကအသက်ကွာခြားပေမဲ့လည်းမဆိုးရင်ကတော့ကိုသိန်းဆောင်ကိုအရန်ချစ်ပါတယ် ကိုသိန်းဆောင်ကလင်းဝတ်တရားကြည်ပွန်တယ်လို့မဆိုးရင်ကလည်းမယားဝတ်တရားကြည်ပွန်ပါတယ်။တားမောင်သိန်းလွင်လေးရတော့သူတို့လင်မယားပို့ပြီးတော့ချစ်ကြပါတယ်။ငါတို့မှတားလေးတယောက်ရလာပြီဆိုတော့ဝမ်းသာစရာပဲဆိုရင်လင်မယားဘွားမှတားယောက်ျားလေးရလာတာဟာအပေတကားပိတ်ခြင်းပဲ။တားကိုရှင်ပြဖို့ငါပို့စူးစမ်းရမယ်ဆိုရင်အဲဒီလိုမျိုးကိုသိန်းဆောင်ကပြောပါတယ်။ကိုသိန်းဆောင်ကအလုပ်ကိုလည်းပို့ပြီးစူးစမ်းခဲ့ပါတယ်။ရှာဖွေလို့ရသမျှအရာအလုံးကိုကိုသိန်းဆောင်ကမဆိုးရင်ကိုအပ်တယ်လို့မဆိုးရင်ကလည်းစီးတဲ့ရေးဆဲတဲ့ကတဲ့ဆိုတယ်လို့ရသမျှစုဆောင်းပါတယ်။တို့ပဲမလဲကိုသိန်းဆောင်ရဲ့ကံကြမ္မာကတော့မကောင်းငယ်ပါဘူး။ တားဖြစ်သူမောင်သိန်းလွင်ရဲ့ရှင်မြူးကိစ္စစီစဉ်နေတဲ့အချိန်မှာပဲကားအစီရင်ဖြစ်ပြီးတော့တေဆုံးသွားခဲ့ရပါတယ်မဆိုးရင်ကခင်မွန်းတဲ့ဆုံးမသွားတဲ့နောက်ပိုင်းမှာတားဖြစ်သူကိုရှင်မြူးရန်ကိစ္စကိုရှေ့တန်းမတင်ဖြစ်တော့ပါဘူးခင်မွန်းဖြစ်သူရှင်းစဉ်ကချင်မွန်းမင်းမလောင်လက်မွေးမင်းမလောင်ထားခဲ့ပြီးတော့ကိုသိန်းဆောင်တေဆုံးသွားတဲ့အခါမဆိုးရင်ဘွားကလမ်းပေါ်မှာလမ်းပြောက်သူဖြစ်သွားခဲ့ရပါတယ်လုပ်ငန်းเจ้าမသိသေးတာကြောင့်လုပ်ငန်းကိုလည်းဥမစီးနိုင်ခဲ့ပါဘူးအဲဒါကြောင့်ပဲမောင်သိန်းလွင်ကိုရှင်မြူးရန်ကိစ္စကလည်းဝေးသွားခဲ့ရပါတယ်အဲဒီအချိန်မှာပဲမဆိုးရင်ဘွားမမျော်လင့်မဲနဲ့အချိုးစစ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ် အဲ့ဒါကတော့တခြားတော့မဟုတ်ပါဘူးမြမစကပုံမှာကောင်းစားတော့တဲ့လူကတော့ခံလို့ရှိပါတယ်ယခုခါမှာမဆိုးရင်ငငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးမှဖြစ်ခဲ့တယ်လို့ကိုသိန်းဆောင်ရှာဖွေပေးခဲ့တဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေလည်းရှိနေတာကြောင့်မဆိုးရင်ကိုအပိုင်ကြံရန်ကြံစီသူတွေလည်းရှိခဲ့ပါတယ်ထိကပားကြီးကပားနဲ့စော်ကားရန်ကြံစီသူများလုပ်ငန်းခွင်မှာအနိုင်ကျင့်ရန်ကြံစီသူများရှိခဲ့ပါတယ်ဒီခါမှာပဲမဆိုးရင်ဘွားကမျက်စိတငယ်နားတငယ်ဘွားဖြစ်ခဲ့ပါတယ်တချို့တော့မဆိုးရင်ကိုခင်မင်သူတွေကမဆိုးရင်ရဲ့နေလဲရွယ်ရှိသေးတာပဲနေတိုးတိမ်ထူထောင်လိုက်စေခြင်းနဲ့ ဒီတိုင်းကြကြနေလို့ရှိရင်မလွယ်ဘူးဟဲ့ပြီးတော့နေခုချိန်မှာတိုးတိမ်ထူထောင်လိုက်ရင်လည်းအပြစ်မရှိပါဘူးတပင်လဲလို့တပင်ထူတာပဲလင်မရှိတဲ့မိန်းမမတင့်တယ်ဘူးလေအထူးသဖြင့်ကတော့နေကအရွယ်ငယ်သေးသလိုနေသားလေးကလည်းအရွယ်ရောက်လာပြီဟဲ့အဲ့လိုမျိုးဖြောင်းပြပြောဆိုကြပါတယ်ပြီးတော့တည်တည်ကြကြစဉ်းစားကြည့်တော့လေသူတို့အကြံဉာဏ်မမားဘူးဆိုတာနားလေပါတယ်ထို့တူစိုးရင်ခုဆိုငါတို့မှာသားလေးရှိလာလို့ဒီသားလေးရှင်ပြုဖို့ကလည်းရှိသေးတယ်ဒါမှတို့တာသနာအမွေခံပြီးတော့အပေတကားပိတ်မှာဟဲ့အဲ့လိုမျိုးကိုသိန်းဆောင်ပြောခဲ့တဲ့စကားကိုပြန်တရီရမိပါတယ် တို့ပဲမလဲမိတ်ဆွေတွေအကြံပေးတဲ့နောက်ရင်တော်ပြုရန်ကိစ္စကိုမှန်တယ်လို့ခန်းစားမိပါတယ်။အဲ့ဒါနဲ့ပဲမဆိုးရင်ကကိုချစ်စရာကိုဘဝလက်တွဲပေါ်ဖြစ်ရွေးချယ်ရန်ဆုံးဖြတ်လိုက်ပါတယ်။ကိုချစ်စရာကကိုသိန်းဆောင်နဲ့ရင်းနှီးတယ်လို့ကိုသိန်းဆောင်ကွယ်လွန်ပြီးမရှိတော့တဲ့နောက်ပိုင်းမှာလဲမဆိုးရင်ကိုကူညီသူလည်းဖြစ်ပါတယ်။သို့တော့ကိုချစ်စရာမှာအပြစ်ပြောစရာတခုရှိပါတယ်။အခြားတော့မဟုတ်ပါဘူး။ကိုချစ်စရာကညနေဆိုရင်အရက်ကလေးတောက်တတ်ပါတယ်။သူစေကမူသူဟာအရက်ကိုအလွန်ကြုံတောက်သူတော့မဟုတ်ပါဘူး။အဲ့လိုနဲ့ပဲမဆိုးရင်ကကိုချစ်စရာကိုအိမ်အောင်ပဲဖြစ်ရွေးချယ်ပြီးတော့လက်ထပ်လိုက်ပါတယ်။ အစားကတော့ပြဿနာမရှိပါဘူး။ဒါပေမဲ့လည်းကိုရှိစရာမဆိုးရင်လည်းနှစ်ယောက်တဘွားထူထောင်ပြီးတဲ့နောက်ပိုင်းကိုသိန်းဆောင်ရဲ့လုပ်ငန်းတွေကိုဦးစီးလုပ်ကံရသလိုအပေါင်းအသင်းအသည့်ကျွဲလည်းများလာတာကြောင့်အတော့စားကလည်းစီကံပြတ်တယ်လို့ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲပြဿနာဆခဲ့တယ်လို့ဆိုရပါလိမ့်မယ်။တညမှာတော့ကိုရှိစရာအနေငယ်မူလာခဲ့ပါတယ်။မဆိုးရင်ကကိုရှိစရာကိုကြည့်ပြီးတော့ယောက်ျားရဲ့အရက်တောက်တာအပြစ်လို့ဆိုရင်မပြောပါဘူး။ဒါပေမဲ့တန်ဆေးလွန်မေးဆိုသလိုလွန်လာရင်မကောင်းလေ။ဒါကစီးပွားပြက်ကိမ်းပဲကိုရှိစရာရဲ့။အဲလိုမျိုးဆိုးရင်ကပြောလိုက်တဲ့အခါမှာတော့ကိုရှိစရာကမူးနေတာကြောင့်ဆိုရင် တော်တော့ဟာနွားရှိမှလာပြီးထွန်ကျူးမနေနဲ့ငါမကြိုက်ဘူးသီလားအဲ့လိုမျိုးပြန်ပြီးတော့ပြောဆိုပါရယ်အဲ့နောက်မှာတော့မဆိုးရင်ကိုကျင်းလိုက်ပါသေးတယ်ထို့အခါမှာတော့မေဖြစ်သူကိုပြောဆိုနေပြီးတော့ရိုက်တာပုတ်တာတွေပါလုပ်နေတာကြောင့်တာဖြစ်သူမောင်သိန်းလွင်ကအနာကဒုတ်ကိုဆွဲပြီးတော့ကိုချစ်စရာကိုရိုက်လိုက်ပါတယ်အဲ့တော့ကိုချစ်စရာကလည်းပြန်ပြီးတော့လက်တုံပြန်มาတယ်အဲ့ဒီချိန်မှာပဲကိုချစ်စရာနဲ့မဆိုးရင်တို့ကခွင်ကြီးခွင်ငယ်စကားများကြပါတယ်။အိမ်နီးနာချင်းတို့လာရောက်ဖြံပြင်းမှပဲအေးသွားခဲ့ပါတယ်။ထုံညကကိုချစ်စရာအိမ်ရှိကမ်းမှာအိပ်ပြီးတော့မဆိုးရင်တို့တားမိကတော့အိမ်နှင်းကမ်းမှာအိပ်ကြပါတယ်။ ကိုချစ်စရာကောင်းစွာအိတ်လို့မရခဲ့ပါဘူး။ညလေလောက်မှအင်းရှိကန်းမှာခြေတံနဲ့တဆက်ဆက်ကျဲရပါတယ်။တခါတရံခြေတံကအနာထိရောက်လာခဲ့ပါတယ်။တဝုံဝုံတချွန်းချွန်းနဲ့နန်းရံကိုထုရိုက်တဲ့အတန်နဲ့ပစ္စည်းတွေကိုဆွဲမောက်တဲ့အတန်တွေလည်းကျဲရပါတယ်။တခါမှတော့ကိုချစ်စရာအိတ်နေတဲ့နေရာပေါ်ကိုရုတ်တရက် BOE လဲကျလာရကိုချစ်စရာအထမြန်လို့ပါ။မဟုတ်ရင်တော့မတွေးရစရာပါ။ထို့အတူစင်မောကနေပကံကြခွဲတန်နဲ့ကျဲရတာကြောင့်ကိုချစ်စရာအမှုပြေသွားပြီးတော့ဆိုရင်ဆိုရင်ငါ့ကိုကယ်ပါအောင်ဟာအဲ့လိုမျိုးပြောဆိုပြီးတော့အိမ်ထဲကိုပြေးဝင်ရပါတယ်။ကိုချစ်စရာဘာဖြစ်တာလဲ။ ရန်ဖြစ်ထားကြပေမဲ့လည်းခင်မွန်းတဲ့ဒုက္ခနဲ့ကြုံလာတော့စိတ်ဆိုးပြေသွားခဲ့ပါတယ်တကားဖွင့်မေးလိုက်ရပါတယ်ကိုချစ်စရာကြောက်နေခဲ့ပါပြီမင်းမကြောက်လားဆိုရင်တားရောတားကိုအနောက်ခေါ်ထားလိုက်မင်းမင်းလည်းဘယ်မှမသွားနဲ့နော်တာမီတာဖတ်၃ယောက်လည်းကြောင်မှာကုတ်နေကြရပါတယ်ကွဲတန်ရှာတန်နေပြိုလဲတန်နေရကြောက်စရာကြီးပါအဲဒါကြောင့်မဲအိနီနာချင်းနေရောက်လာကြပါတယ်ဟမ်ဘလူတွေဖြစ်နေကြလဲမသိပါဘူးဗျာအိမ်ထဲမှာတစုံတယောက်လာရောက်ပြီးတော့တောင်းညနေတယ်လို့ပဲဗျာကိုချစ်စရာပြောရင်းနဲ့အလန့်တကြားထောက်လိုက်မိပါတယ်ဘာဖြစ်တာလဲချစ်စရာရဲ့ကျွန်တော်ကျွန်တော်ဘခုံးဘသူဆုပ်ကန်လိုက်လဲမသိဘူးဗျာ လက်ကြီးကရေခဲတုံးကြီးလိုအေးဆက်နေရပဲကိုချစ်စရာပြောလို့မှမဆုံးသေးပါဘူးဖြန်းဆိုပြီးတော့ရိုက်ခံလဲရပါတယ်အတန်မဲကြားလိုက်ရပြီးတော့ကိုချစ်စရာလည်းအလန့်တကြားနဲ့អော်လိုက်မိပါတယ်အာကျွန်တော်ရိုက်တယ်ဗျာကျွန်တော်ရိုက်တယ်လုံးချပါဘူးဗျာဘာဖြစ်နေကြလဲမသိဘူးကျွန်တော်လုံးချပါဘူးဗျာကိုချစ်စရာကပြောလဲပြောကြောက်စိတ်တွေကြောင့်လားမသိဘူးអော်ဟစ်ပြီးတော့သူ့ရဲ့မျက်နှာကတွေးမရှိသလိုဖြူယော်နေခဲ့ပါပြီအရင်ညကဘသူမှလည်းအိတ်မရခဲ့ကြပါဘူးမိုးစင်စင်လင်းခဲ့ရပါတယ်မနဲ့မိုးတော့အလင်းရောက်ရင်တော့ထိုပြဿနာရဲ့အဖြေကိုရှာကြပါတယ်ညာအဖြစ်ပြက်ကိုတယောက်တစ်ပတ်ဝေဖန်ကြပါတယ်ရွှေညော်စရာဥညံဝင်းက ငါတခုစဉ်းစားမိတယ်ကွာဘာများလဲဆရာရဲ့ညာအဖြစ်ပြက်ကိုပြန်စဉ်းစားရင်ဖြစ်စဉ်တွေကပရလောကနဲ့ဆက်နွယ်မှုရှိတယ်လို့ထင်တယ်ပြီးတော့မောင်ချစ်စရာမဆိုးရင်လည်းရန်ဖြစ်ပြီးတော့မောင်သိန်းလွင်ကိုရိုက်လိုက်တာဆတာဆိုတော့ညာတောင်းကျမ်းသူကကိုသိန်းဆောင်များဖြစ်နေမလားလို့စဉ်းစားမိတယ်အဲ့လိုပြောလိုက်တဲ့အခါမှာတော့အလုံးကလက်ခံကြပါတယ်ဟုတ်တယ်ဟုတ်တယ်ဆရာပြောတာဖြစ်နိုင်တယ်ကိုသိန်းဆောင်ကမဆိုးရင်ကိုတိတ်ချစ်တယ်လို့သူ့သားလေးကိုလည်းချစ်တယ်အခုချစ်စရာသူ့ဇနီးနဲ့သူ့သားကိုရိုက်နှက်တော့မကြွမလွတ်သေးတဲ့ကိုသိန်းဆောင်ကမခတ်မရက်နိုင်အောင်ဖြစ်သွားတယ်ဖြစ်နိုင်တယ် ဲဒီအချိန်မှာပဲအမျိုးသမီးတယောက်ကလည်းဝင်ပြောပါတယ်။ဆရာပြောတာဖြစ်နိုင်တယ်။ကိုသိန်းဆောင်ကဇနီးနဲ့သားကိုတိတ်ချစ်တယ်လို့သူ့သားကိုရှင်ပြုဖို့ကြိုးစားရင်းနဲ့ဆုံးသွားတာ။အခုချစ်ဆရာမဆိုးရင်နဲ့ရပြီးတော့အတော့စားလဲများလာတယ်လို့မဆိုးရင်နဲ့မောင်သိန်းလိုကိုထီးလျောက်လှုပ်လာတယ်။ကိုသိန်းဆောင်မကြင်မနက်ဖြစ်တာလည်းဖြစ်နိုင်တယ်။ကျမတို့ကိုသိန်းဆောင်ပြောကပါမပါသိအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲ။အဲ့လိုမျိုးမေးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာဦးညံဝင်ကဒီအတွက်တော့မပူပါနဲ့ဆရာစီစဉ်ပါမယ်။ညကြလို့ရှိရင်အဖြစ်ပေါ်မှာပါ။အဲ့လိုမျိုးပြောလာခဲ့ပါတယ်။ အဲဒါကြောင့်ပဲအလုံးညာကိစ္စကိုစဉ်းစားရင်းနဲ့အဖြေကိုသိရှိရင်ဆန္ဒစောနေခဲ့ကြပါတယ်။ညာရောက်တဲ့အခါမှာတော့ကိုချစ်စရာနဲ့မစိုးရင်ရဲ့အိမ်မှာလူဆုံနေပါတယ်။ဆရာဦးညံဝင်းနဲ့လူငယ်တွေရောက်နေပြီးတော့ဆရာဦးညံဝင်းကကဲကိုသိန်းဆောင်တင်မကျွတ်မလွတ်သေးပဲနဲ့ဤအနီးပါးမှာတင်ရှိနေတယ်ဆိုရင်တင်းကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။အတင်လာခဲ့ပါ။အဲလိုဖိတ်ခေါ်တဲ့နဲ့သူအိမ်မော်ကိုဒေါသနဲ့ရှောက်လန်းလာတဲ့ခြေတံကိုကြားလိုက်ရပါတယ်။လူတော့မမြင်ရပါဘူး။ရုံမမြင်ရပဲမလဲကြားနေရတဲ့ခြေတံအပုံနှံကိုတက်တက်လေးရှူလိုက်ရတော့ကိုသိန်းဆောင်ရောက်လာပြီဆိုတာလူတိုင်းသိလိုက်ရပါတယ်။ ထိုစင်မှာပဲခုံတလုံးကိုဆရာဦးညံဝင်ကညွှန်ပြလိုက်တယ်လို့ထိုင်ကုံမော်ကိုလူတယောက်ထိုင်လိုက်ရင်ကြားရတဲ့အတန်မျိုးကြားလိုက်ရပါတယ်အတန်ကြားတဲ့ခါမှာတော့ဆရာဦးညံဝင်ကကဲကိုသိန်းဆောင်ညကဘာမကျင်နဲ့လို့တောင်းညံ့တာလဲဆိုတာကျွန်တော်တို့သိပြရစီဗျာထိုအခါမှာလူမမြင်ရပဲနဲ့အတန်သာပေါ်လာခဲ့ပါတယ်ငါငါဇနီးကိုချစ်ခဲ့တယ်လို့ငါသားကိုလည်းချစ်တယ်ကွာအဲ့ဒါကြောင့်လက်ဖျားနဲ့တောင်မထိခဲ့ဘူးအခုမင်းကကိုထိလက်ရောက်စော်ကားတယ်ပြီးတော့ငါသားရှင်ပြို့ကိုငါဘလောက်ရှာခဲ့တယ်ဆိုတာစိုးရင်သိရအခုမင်းကတုံးဖြုံးနေတယ် ဒါတွေကိုမကျင်တတ်လို့ခုလိုတောင်းကြမ်းတာပဲမင်းဒီထက်လွန်လာလို့ရှိရင်လူပြည်မှာငါမထားဘူးငါရွှေရင်ပင်ကနေအမြဲကြည့်နေအဲ့လိုမျိုးပြောလာပါတယ်အတန်အောင်ပြပြတက်တက်ကြားကြားရပေမဲ့လည်းရုပ်ကိုတော့မမြင်ရပါဘူးအားလုံးကလည်းကြောက်စိတ်တွေကြောင့်မလုပ်ရဲကြပါဘူးရွှေရင်ပင်ဆိုဒီမှာဖះပွဲဖြစ်ပြီးတော့အဲ့ဒီဖះမှာတိုက်များရှိတယ်လို့အဆိုရှိပါတယ်ဒီမျိုးကလူတိုင်းကလည်းသိပါတယ်ချစ်စရာကလည်းငိန်နေရကနေကိုကြီးသိန်းဆောင်ကိုကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်မားခဲ့ပါတယ်နောက်နောက်ဒီလိုမဖြစ်စရာဘူးလို့လည်းဂရီပေးပါတယ်ဗျာ ပြီးတော့ကိုကြီးသိန်းဆောင်ရဲ့ဆန္ဒဖြစ်တဲ့မောင်သိန်းလွင်ရှင်ပြုတ်ပြောင်းလဲကျွန်တော်ကြိုးစားပေးပါမယ်ဝမ်းသာတယ်ကွာငါကျင်တ်ပြီငါပြန်တော့မယ်အဲလိုမျိုးစကားသံကိုကြားရပြီးတော့အိမ်ပေါ်မှာဆင်းသွားတဲ့ခြေတံကိုလည်းအတိုင်းသားကြားလိုက်ရပါတယ်မကြမီအပြင်မှာခွေးအောင်တန်နဲ့စူညံသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့ချစ်စရာအရက်လုံးဝပြတ်သွားခဲ့ပါတယ်အလုတ်ကိုလည်းကြိုးစားလုပ်ခဲ့တာကြောင့်စီးပွားရေးအခြေအနေကလည်းတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။အဲဒါကြောင့်မဲနောက်တစ်နှစ်မှာတော့မောင်သိန်းလွင်ကလေးကိုစီစီကပ်ကပ်နဲ့ရှင်ပြုတ်နိုင်ခဲ့ပါတယ်။ မကောင်းဆိုးဝါးနန္နာဘာဝဖြစ်သည့်တိုင်တားကိုရှင်ပြုတ်လို့တဲ့တဆေကြီးကိုသိန်းဆောင်ကလည်းအမြဝေတာရုခေါ်နိုင်ခဲ့ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရေးရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။